လိန်ရှောက်တော်ပုံရှိခဲ့တဲ့အမေရိကန်တန်းချဲတထေးနဲ့ပြင်သစ်မော်တဲ့လုပ်ငန်းရှင်တို့ရဲ့အီးမေးလ်ထဲမှာတရုတ်ဆောင်တဲ့အဆိုတော်ချန်ချန်ရဲ့အကြောင်းပါဝင်နေမှုအပေါ်ပြန်လည်ရှင်းလင်းလာခဲ့တဲ့အဆိုတော်ချန်ချန် မင်္ဂလာပါပရိသတ်ကြီးရှင်အဆိုတော်ချမ်းချမ်းဟာလိန်အမျက်ထုံးမှုတွေမိန်းကလေးငယ်တွေကိုလူကုန်ကူမှုတွေနဲ့ပတ်သက်ဆက်နွယ်နေကြတဲ့အမေရိကန်တန်းချွဲတထေးကြီးနဲ့ပြင်သစ်နိုင်ငံမော်ဒယ်အေဂျင်စီလုပ်ငန်းရှင်တို့အချင်းချင်းအပြန်လန်ပို့ထားတဲ့အီးမေးလ်တွေမှာအကြောင်းအရာတစ်ခုအနေနဲ့ပါဝင်နေကြတာဖြစ်ပြီးသူမရဲ့ပုံတွေကိုပေးပို့မယ်လို့ပြောထားတဲ့အီးမေးလ်တွေရှိနေကြတာဖြစ်ပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးအဆိုတော်ချမ်းချမ်းကအခုလိုရှင်းပြလာခဲ့ပါတယ် ကျမတချင်းဆိုပြန်ပွဲမှာဆွေရပြီးမော်ဒယ်လေးလုပ်နေတဲ့အချိန်အဖေကလည်းအင်္ဂလိပ်စာဆရာဖြစ်ပြီးတော့နိုင်ငံခြားသားចောင်းသားတွေကိုစာသင်ပေးနေခဲ့တာပါအဲ့ဒီအချိန်မှာကျမကိုစိတ်ဝင်စားကြောင်းပြင်သစ်ကအေဂျင်စီတတော်များများကကျမပုံစံဆိုရင်ကြိုက်ကြမှာနိုင်ငံခြားကအေဂျင်စီတတော်များများကကျမပုံစံဆိုရင်အလူအရက်ခေါ်ကြမှာဆိုပြီးတော့မင်းဘဝကိုပြောင်းလဲပေးမယ်မင်းစာချုပ်တွေဘာတွေချုပ်ထားတာရှိလားလို့မေးပါတယ် အဲ့ဒီအချိန်ကကိုရိုင်းကလည်းအဲလာမဂဇင်းတို့ဘာလို့မှသူကအပ်ပေးမယ်ဆိုလို့ကိုကလည်းသွားကျင်နေအဲ့ဒါနဲ့လုံးမယ်ဆိုပြီးတော့လက်ခံလိုက်တာပါ ဲ့ဒီအချိန်ကလေးကကျမကိုအင်ဂျင်မပါတဲ့ပုံတွေရိုက်ပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ကျမကစဉ်းစားတယ်မော်ဒယ်အေဂျင်စီကဘာအတွက်အင်ဂျင်မပါတာလဲပေါ့။သူ့ကိုမေးတော့လေသူကဟုတ်တယ်။ဒီနိုင်ငံယဉ်ကျေးမှုနဲ့ဟိုဘက်နိုင်ငံရဲ့ယဉ်ကျေးမှုမတူတာပေါ့။အနာအဆာရှိလားရှင်ဆိုင်ဘလောက်ရှိလဲတင်အတုတွေထည့်ထားလားအဲ့ဒါတွေကိုစစ်ချင်လို့ရိုက်ခိုင်းတာလို့ပြောတယ်။ ဒါပေမဲ့ကျမကအဆင်မပြေဘူးမြမမာကကျမမိဘတွေကိုလည်းပြန်ပြောရအောင်မယ်လို့ပြောတော့သူတို့ကဒါဆိုရင်မပြပဲရှိုက်မယ်လို့ပြောလာလို့လက်ခံခဲ့ပါတယ်ပြီးတော့သူတို့ကပြောတယ်ဒီအတွက် passport တွေဘာတွေပြင်ဆင်ထားရမယ်မိဘခွင့်ပြုချက်လည်းတောင်းထားရမယ်ပေါ့ ကျမကတယောက်တည်းသွားရမှာလားမိဘတွေဘာတွေမပါရဘူးလားညီကိုမောင်နှမခေါ်လို့မရဘူးလားဆိုတော့မရဘူးတဲ့။ဟိုကျရင်နင့်လိုပဲစူးစမ်းနေတဲ့တခြားမိန်းကလေးတွေလည်းရှိတယ်။အပြိုင်ဆိုင်စူးစမ်းပြီးရတဲ့ပတ်စံနဲ့မိဘကိုပြန်ထောက်ပံ့ကြတယ်ပေါ့။အမေနဲ့အဖေကိုပြန်ပြောပြတော့သူတို့ကစိတ်ပူတယ်။တမီးရဲ့မသွားပါနဲ့ပေါ့။မြမမာလည်းကိုနေရာတစ်ခုရှိနေပြီဆိုတော့မသွားဖို့ပဲဆုံးဖြတ်လိုက်ကြတယ်။ သူတို့နဲ့တွေ့တာကမယ်လိုဒီဝါပြီးဘလောက်မှမကြဘူးဆိုတော့2017 2017 2020ဝင်းကျင်လောက်ကဖြစ်မယ်။အဲဒီနောက်ပိုင်းတော့သူတို့နဲ့အဆက်အသွယ်ပြတ်သွားပါတယ်လို့ဆိုတော့ချမ်းချမ်းကပြောပြထားပါတယ်။ဆက်လက်ပြီးဆိုတော့ချမ်းချမ်းကကံကောင်းသွားတယ်လို့ပြောရမှာပါ။တရင်တွေဖက်လိုက်တဲ့အချိန်မှာနိုင်ငံတကာကအမျိုးသမီးတွေကိုလိမ်ပိုင်းဆိုင်ရာအခုလိုရောင်းစားခံရတာတွေလူကြီးပိုင်းတွေနဲ့အတုံးတော်ခံရတာတွေအဲဒီတရင်တွေထွက်လာတဲ့အခါကျတော့ငါတော်တော်ကံကောင်းပါလားလို့ခံစားမိပါတယ်။ အဲ့ဒီအချိန်တုန်းကလည်းမိဘကိုလှုပ်ကျွေးနေတဲ့အချိန်တချင်းဆိုမော်တယ်လုပ်ပြီးမိဘပြန်ရှာပေးနေတဲ့အချိန်ကိုမိဘကိုရိုရိုသားသားရှာကျွေးနေလို့လားမသိဘူးဒီလိုအန်ဒီရကနေလွတ်လာတယ်ပြောရမှာပေါ့ကိုတိုင်းလည်းမိဘကိုအကုန်ပြန်တိုင်းမင်းနေတယောက်တည်းမဆုံးဖြတ်ဘူးမိဘတွေကလည်းသူတို့ရဲ့မြေတားနဲ့ပြန်ဆောင်းရှောက်တယ်လို့မြင်ပါတယ်အဲ့ဒီလိုကံကြောင့်လဲလွတ်ခဲ့တယ်လို့ထင်ပါတယ်ဟုဆိုကသူမကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုရှင်းပြထားတာပဲဖြစ်ပါတယ် အမေရိကလွှတ်တော်မှအထည်ရောက်ရှိလာခဲ့တဲ့ဒီကိစ္စမှာအမေရိကပြင်သစ်နဲ့တခြားနိုင်ငံတွေကမော်ရယ်အရန်ဖြစ်ချင်းနာမည်ကြီးကျယ်နေတဲ့မိန်းကလေးပေါင်းများစွာဟောင်းဒီအမေရိကတန်းကျယ်တထင်းနဲ့ပြင်သစ်မော်ရယ်အေဂျင်စီရဲ့ခေါင်းပုံဖြတ်အမျက်ထုတ်ရောင်းစားမှုတွေကိုကြုံခဲ့ကြရတာပါ။ အဆိုပါပြင်သစ်လူမျိုး Modern Agency လုပ်ငန်းရှင်ဟာ American တန်းချဲတတိယအထောက်ပံ့ငွေနဲ့ပြင်သစ်မှာ Modern Agency ထူထောင်ပြီးသူရဲ့ Modern Agency ကနေတက်ဆင်မိန်းကလေးငယ်တွေကိုမြေတောင်မြောက်ပေးမယ်ဆိုပြီးဆွဲဆောင်ပြီးရင်တော့သူ Agency တွေကမိန်းကလေးတွေကိုလိမ်ပိုင်းဆိုင်ရာအတင်းအကျပ်ဖိအားပေးခိုင်းစေမှုတွေရှိခဲ့တယ်လို့လိမ်ပိုင်းဆိုင်ရာလူကုန်ကူးခဲ့တဲ့ဖြစ်စဉ်တွေလည်းပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ တည်မှုနဲ့ပတ်သက်ပြီးအမေရိကမှာရော ပြင်သစ်အစိုးရတာဝန်ရှိသူတွေကပါစုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ကြပြီးအမေရိကတန်းကျယ်တထေးကြီးကထောင်ထဲမှာတည်ဆုံခဲ့ကပြင်သစ်မော်ဒယ်အေဂျင်စီလုပ်ငန်းရှင်ကလည်းပြင်သစ်ထောင်ထဲမှာသူ့ကိုယ်သူတက်သေးသွားခဲ့တာဖြစ်ပါတယ်။အဆိုတော်ချမ်းချမ်းနဲ့ပတ်သက်ပြီးပို့ထားတဲ့အီးမေးလ်မှာတော့ချမ်းချမ်းဆိုတဲ့မြန်မာကမိန်ကလေးပုံပို့လိုက်မယ်။သူကအရန်ချောတယ်။သူ့နိုင်ငံမှာလည်းနာမည်ကြီးအဆိုတော်ပဲ။ ိုဘားမားကမြန်မာကိုလာသွားသလိုချန်ချန်းကလည်းအမေရိကကိုလာလိမ့်မယ်ဆိုပြီးတော့အစားရှိသဖြင့်ပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုပါအီးမေးလ်ကိုတော့2022ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ကပြင်သစ်မော်ဒယ်အေဂျင်စီလုပ်ငန်းရှင်ကနေတဆင့်အမေရိကတန်းချွဲတထေးစီကိုပို့ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။